ပရိသတ်တို့အနေနဲ့ဇွန်ဘီကားတွေကြီးပူးမှာတော့အသိကြပါပဲ။သေရွာပြန်လူအုပ်ကြီးကနေလူတွေကိုတိုက်ခိုက်တယ်ဆိုတာဇလန်တပုတ်အနေနဲ့တော့ရင်ဖို့ဆိတ်လို့ရစရာရှိတယ်ဆိုပေမဲ့လက်တွေမှာတော့မဖြစ်နိုင်ဘူးဆိုတာလူတိုင်းသိပါတယ်။ဒါပေမဲ့ဒီလိုဖြစ်ရမျိုးဟာပထမကဘာစစ်မှာဖြစ်ခဲ့ဘူးပါတယ်။အဲဒီအကြောင်းအရာလေးကိုဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီလိုအကြောင်းအရာလေးတွေကိုစိတ်ဝင်စားရတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Infonet Channel လေးကို Like and Subscribe လေးလုပ်ပေးထားဖို့အကြံပြုချင်ပါတယ်။ကဲဒါဆိုရင်တော့အစီအစဉ်လေးကိုစလိုက်ကြအောင်ပါ။ 1935ခုနှစ်အော်ဂိုလာ6ရက်နေ့မြူရီဆိုင်နေတဲ့နေ့တနေ့ဖြစ်ပါတယ်။အေးဆက်ဆူဆူနေတဲ့ပိုလန်နိုင်ငံတနေရာကအော်ဇိုဘစ်ခံတဲ့နယ်မနီမွေးမှာရုရှားစစ်တွေတူမြောင်တစ်ခုရှိနေခဲ့ပါတယ်။ဒီတူမြောင်တွေကရုရှားစစ်သားတွေကဂျာမနီရဲ့ဒိုးစစ်ကိုခုခံမှုအတွက်စောင့်နေခဲ့ကြတာလည်းဖြစ်ပါတယ်။တက်ခွဲဆက်သုံးရဲ့ခွဲမှုဖြစ်တဲ့ဒူဘိုကော့တလင်းစကီကတူမြောင်တွေကကင်းကြနေတဲ့သူ့လူတွေရဲ့အခြေအနေကိုလိုက်ကြည့်နေခဲ့ပါတယ်။တူမြောင်တွေမှာညစ်ပက်ပြီးဆူတိုင်းတိုင်းဖြစ်နေတော့ဖျားနာသူတွေရတယ်ပုံများပါတယ်။ဒါအပြင်ဖုံးမဲ့တံရရတွေနဲ့စစ်တီတွေကလည်းတည်ရတမောအိတ်ဆက်နေကြတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီမှာပဲဂျာမန်အမြောက်ဘက်ကပြေးလိုက်တဲ့အမြောက်ဆန်တွေကဒူးမြောက်ပတ်ဝန်းကျင်ကိုလာကြပါတယ်။ဘရိုလုံးပေါက်ကွဲနေတဲ့အတန်းနဲ့တိတ်ဆိတ်သွားတာနဲ့ဂျာမန်တို့ထိုးစစ်ဆင်တော့မှအသိနေတဲ့ရုရှားတို့လည်းအသိနေတာနဲ့စောင့်နေလိုက်ကြပါတယ်။ခဏကြာမှပဲအမြောက်တန်းတွေလည်းတိတ်ဆိတ်ငြိမ့်သက်သွားခဲ့ပြီးရုရှားခန်းစစ်စီကိုကြောက်ကြကောင်းတဲ့အရာတခုတရွေ့ရွေ့နဲ့လာနေရအောင်တွေးလိုက်ရပါတယ်။အဲဒါကတော့ဂျာမန်ချီလင်တက်ရင်မဟုတ်ပဲအစိမ်းအောင်အဟုံးငွေတွေနဲ့ပြင်းနေတဲ့တိုင်းတိုင်းကြီးတခုဖြစ်နေတာပါ။ တကယ်တော့ဒီအစိမ်းရောင်ဒိန်းနိုင်ကြီးဆိုတာကယ်လိုရီတန်းွေတွေပဲဖြစ်ပါတယ်။ကယ်လိုရီ gas ကသမိုင်းရှောင်မှာအဆိုးအဝါဆုံးဓာတုလက်နက်စင်းအဖြစ်ထိဆုံးမှာဘူဆွဲထားတဲ့အစိမ်းွေတမျိုးပဲဖြစ်ပါတယ်။ကယ်လိုရီကရင်းနဲ့ထိတွေ့ရင်တော့ hydrochloric acid နဲ့ hypochlorite acid အဖြစ်ပြောင်းလဲသွားပြီးတော့အဲဒီ acid တွေဟာဆိုဒိုင်းနဲ့အမီဘာတွေကိုလောင်ကျွမ်းသွားစေနိုင်မှာဖြစ်ပါတယ်။ဥပမာအနေနဲ့ဆိုမျက်လုံးလိုမျိုးရာတွေပေါ့။ဒါပြင်နှာခေါင်းပါးစပ်နဲ့အဆုတ်အွင်းသားတွေကိုလည်းလောင်ကျွမ်းစေနိုင်ပါသေးတယ်။လေကြောင်းရတာမျက်စိစက်တာအစအသက်ရှူကျက်တာမျက်စိကွယ်တာနဲ့တည်ဆုံးတဲ့ဒီလေဖြစ်နိုင်ပါတယ်။ မသေးနောက်အ ਨੇ ဆုံးဒုက္ခိတာဖြစ်သွားနိုင်တဲ့ဓာတ်ငွေဖြစ်တာကြောင့်ကြားရတာနဲ့မချိမဆက်ခံစားရမယ်ဆိုတော့အမှန်ပါပဲပထမကမ္ဘာစစ်မှာဂျာမန်တွေကကလိုရင်းဂတ်ကိုလက်နက်အဖြစ်တွင်းတွင်းကြီးကြီးအသုံးပြုခဲ့ကြပါတယ်ဒီလက်နက်ကိုဂျိုတင်ကာဝယ်ဖို့အစီအစဉ်မရှိတဲ့အော်ဆိုဘစ်ကရုရှားတပ်မှာတော့ဂတ်မန်လေးတခုတော့မရှိခဲ့ကြပါဘူးဇိုင်းဝိုင်းအောင်တိုင်တိုင်းကြီးကလည်းတူးမြောင်းတီဆင်းချလာပြီးတော့ရုရှားစစ်သားတွေရဲ့ရုံတခုလုံးပေါ်အောင်လိုက်ပါတော့တယ်အဲ့ဒါစတဲ့မှာပဲရုရှားစစ်သားတွေရဲ့နာကျင်ခံစားရလို့အော်ဟစ်တဲ့အတန်းကိုလည်းစတင်ကြပါတော့တယ် ။လုံနေခဏကြာမှာပဲအစိမ်းရောင်ဒိန်းတိုက်ကြီးလည်းပြောင်းဝေသွားပြီးအဝိသံလေးလည်းတဖြည်းဖြည်းတိတ်ဆိတ်သွားခဲ့ပါရဲ့။အဲအကြောင်းမဲ့ဂျာမန်ချီလင်တန်းရင်းဟာစစ်တီ9000လောက်ကဒူမြောင်ထဲကထွက်ပြီးအော်ဆိုပြေကိုတိမ်ပိုက်ဖို့ခြေတက်လာခဲ့ကြပါရဲ့။ဘီနဲ့တက်ထားတဲ့ရိုင်းဝဲတွေကိုကိုးစီကိုင်းထားပြီးတန်းစီခြေတက်လာတဲ့ဂျာမန်စစ်ကြောင်းကြီးကလည်းရရှားရဲ့ပထမဆုံးဒူမြောင်နာကိုရောက်ရှိလာခဲ့ပါရဲ့။ တန်ဆူကြိုးတွေကိုဖျက်တော့ပြီးတူမြောင်နဲ့ကိုဆင်းလာတဲ့အခါမှာမြင်လိုက်ရတာကတော့ရုရှားစစ်သားတွေရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်တွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ဒုတိယခံစစ်မြင်းကိုဆက်လက်ချီတက်ခဲ့ကြပြီးအဲဒီအခါမှာလည်းအတုံးလုံးလဲကျနေတဲ့ရုရှားစစ်သားတွေကိုထပ်မံတွေ့ခဲ့ရပြန်ပါတယ်။အဲဒီနောက်အရန်ခန်းစစ်စည်းကိုရောက်ရှိလာတဲ့အခါမှာတော့မြူရီကြားထဲမှာလှုပ်လှုပ်ရှားရှားသွားလာနေတဲ့အရာတွေကိုတွေ့လိုက်ရပါတယ်။ဂျာမန်တွေလည်းစစ်ကြောင်းကိုချက်ချင်းဆိုသလိုရက်လိုက်ပြီးမြူရီတွေကထွက်လာမယ့်အရာတွေကိုစိုက်ကြည့်နေခဲ့ကြပါတယ်။အဲဒီအချိန်မှာတွေ့လိုက်ရတာကတော့လူရှိတစ်ခုပါပဲ။ ရေရင်ရိုင်းနဲ့လမ်းလျှောက်လာတဲ့စစ်သားတယောက်ဖြစ်ပါတယ်။တင်းမကြခင်မှာပဲတခြားစစ်သားတွေလည်းပြန်လည်နှိုးထလာခဲ့ပါတယ်။အဝေးစားတွေကလည်းစိုးပြဲနေပြီးချောင်းဆိုးဟန်းနဲ့သွေးတွေပါနေအောင်တွေးနေရပါတယ်။အဲဒီလိုမျက်နှာနဲ့ပါးစပ်တွေမှာသွေးတံရေရဲနဲ့ရုရှားစစ်သားတွေဟာချေရိုးဆွဲပြီးဂျာမန်နီတပ်တွေစီကိုလာနေခဲ့ပါတယ်။ဂလိုရင်းတန်းဝင်းနဲ့တွေ့ရင်ဘလို့မှအသက်ရှင်မှုမဖြစ်နိုင်ဘူးဆိုတာသိရတဲ့ဂျာမန်တွေလည်းအခုသူတို့ရင်ဆိုင်နေရတာလူသေးဆိုပြီးတော့တတ်အထင်သွားခဲ့ပါတယ်။တပ်ပြက်ပြီးထွက်ပြေးခဲ့ကြတဲ့ဂျာမန်တွေကိုလည်းရုရှားတွေကနောက်ကနေလိုက်ရှင်နေရပါတယ်။ အဲ့ဒီနောက်မှာတော့တီယွာပြန်ရုရှားတီယွာရဲ့ကြောပြန်တိုက်ပွဲရလေပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်ဒူဘိုကော်တင်စကီကတော့တနက်တန်ရရသွားတဲ့အတွက်တက်ခွဲမှုဖြစ်တဲ့ဒူဘိုစတမင်စကီကိုတောင်းအောင်လွှဲပေးပြီးဂျာမနီကိုတိုက်ခိုက်စေခဲ့ပါတယ်ဂျာမနီလည်းဖြိုပြင်းနဲ့ပြန်ဆုတ်သွားပြီးဒူမြောင်းတွေကိုလည်းရုရှားတို့ကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့နှစ်ပတ်ကြာမှာတော့ဂျာမနီရဲ့ချင်းချောက်မှုကြောင့်ပဲအော်ဆိုဘစ်ကိုဆုံးခွာခဲ့ရပါတယ်ဒူဘိုကောလင်စကီကတော့တနက်တန်ရကြောင်တိုက်ပွဲဖြစ်တဲ့ညမှာပဲကြာဆုံးသွားခဲ့ရပါတယ်။သူတည်ဆုံးပြီးတဲ့အချိန်မှာတော့သူ့ရဲ့တက္က22နှစ်ပဲရှိပါသေးတယ်။ ကြာဆုံးပြီးရနောက်မှာတော့အစင်းလေးကုံလူဆောင်ပွဲကိုလည်းထိုက်ခိုက်တဲ့နဲ့ရရှိခဲ့ပါတယ်။တိုက်ပွဲကိုဆက်လက်ဥဆောင်နေတဲ့ဒူဘိုဆာမင်စကီကလည်းဂုံလူဆောင်ကားကိုလည်းလက်ခံရရှိခဲ့ပါတယ်။ဒူဘိုဆာမင်စကီကတော့အမိမိဖြစ်တဲ့ပိုလန်မှာပဲပကြီးစရာတယောက်ဖြစ်နေတိုင်းသွားရင်1952ခုနှစ်ဒီဇင်ဘာလ21ရက်မှာကွယ်လွန်သွားခဲ့ပါတယ်။လူတွေများရဲ့တိုက်ခိုက်မှုဆိုတဲ့ဒီပြစ်စင်ကစိတ်ရခိုင်မှမှုစွန့်လွတ်နှင်နာခံမှုနဲ့အမိမိအတွက်နောက်ဆုံးထွက်သက်သည့်တစ္ဆာရှိမှုတို့ရဲ့အသင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ ခံမာတဲ့စိတ်ရဲ့အကြောင်းပဲတိရွာပြန်လာခဲ့ကြတဲ့အကြောင်းအရာကိုသင်ခန်းစာတစ်ခုပြည့်ကျွန်တော်ရဲ့ channel ကနေတင်ဆက်ပေးလိုက်ရပါတယ်။ဟုတ်ကဲ့ပါနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ဆောင်းမြောကြည့်ရှုပေးကြပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်။အစုံကြီးကြည့်ပေးသွားခဲ့ကြတဲ့တူဦးတယောက်ချင်းစီတောင်လည်းအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ။